မာကုအခိုင်း၅အခန်းငယ်25ကနေပြီးတော့34အထိကျွန်တော်ဖတ်ပြမယ်။ထိုအခါ32နှစ်ပတ်လုံးသွေးသွန်အနာဆွဲသောကြောင့်များစွာသောစေတမားတို့လက်၌အလွန်ခံရ၍ဥစ္စာရှိသမျှကုံတော်လဲတက်တာမရသည့်တာမက အနာတိုးသောမိမတယောက်သည်ယေရှု၏တည်တင်းတော်ကို ကြားသည်ရှိသောငါသည်အဝတ်တော်ကိုသာတိုးလျင်ချမ်းသာရမည်ဟု ဆိုသည်နှင့် လူအစုအဝေးထဲ၌နောက်တော်သို့လာ၍အဝတ်တော်ကိုတို့လေ၏ထိုခဏချင်းတွင်အသွေးစုဝေးရာခန်းချောက်သည်ဖြစ်၍ထိုယောဂာ၌ဆက်ချင်းနှင့်ကင်းလွတ်ပြီဟုမိမိကိုယ်၌တိလေ၏ယေရှုသည်မိမိကိုယ်မှတကိုးထွက်သည်ကိုချက်ချင်းတိတော်မူလျင် လူအစုအဝေး၌နောက်သို့လှဲ့၍ငါအဝတ်ကိုအဘယ်သို့တို့တနည်းဟုမေးတော်မူ၏တပည့်တော်တို့က လူအစုအဝေးသည် ကိုရောအားထိခိုက်ကြသည်ကို မင်းလျှက်ပင်ငါ့ကိုအဘယ်သူတို့တနည်းဟု မေးတော်မူပါသည် တကားဟု ရှောက်ကြတော်လဲကိုရောသည် ထိုတို့ပြုတ်တော်သူကိုမြင်ချင်းဟာပတ်လေတို့ကြည့်ရှုတော်မူ၏ထိုမိမသည် ကို၌အဘယ်သူဖြစ်သည်ကိုသိတော်ကြောင့်ကြောက်ရွံ့တုန်လှောက်လျက်အထံတော်သို့လာပြီးလျင် ပြတ်ဝ၍ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏ ကိုတော်ကလည်းငါသမီးတင်ဤယုံချီခြင်းသည်တင့်အနာကိုငိမ့်စေပြီးငိမ်ဝတ်စွာတွားလော့ယောဂနှိပ်ဆက်ခြင်းနဲ့ကင်းလွတ်စေဟုမိန့်တော်မူ၏တခင်ယေရှုခရစ်တော်ဟာဂါဒရပြည်ဆိုတဲ့တပါအမျိုးသားတွေစီမှာတွားပြော့နတ်ဆိုးဆွဲတဲ့လူရဲ့အထဲကနေထောင်နဲ့ခြေတဲ့နတ်ဆိုးတွေကိုနှင်ထုတ်တယ်အဲ့ဒီအနီးနားမှာရှိတဲ့မြို့ရွာတွေကလူတွေကသူတို့ရဲ့ အယတ်ဒေတာကနေယေရှုကိုထွက်ခွာပေးဖို့တောင်းဆိုတဲ့အတိုင်းဂါလိလဲတဖက်ကန်းကိုတပည့်တော်တို့နဲ့ကူးဖို့ရန်လေနဲ့တဖက်ကန်းကိုကူးသွားတယ်တဖက်ကန်းကိုရောက်တဲ့အခါမှာမကုအခိုင်းငါအငယ်23အရပေါ့နော်အဲ့ဒီကန်းတဖက်ကိုကူးတဲ့အခါမှာအာယနာမှာတခင်ယေရှုရှိနေတဲ့အချိန်မှာများစွာသောလူတွေကစုယုံလာကြတယ်အဲ့ဒီများစွာသောလူတွေစုယုံလာတဲ့အခါမှာ အခန်းငယ်22အရယာဣရုဆိုတဲ့တရားစရက်မှုကယေရှုကိုမြင်တော်မူတဲ့အခါမှာရှေ့တော်မှာဒူးထောက်ပြော့တေလို့နေပါဖြစ်တဲ့သူ့သမီးကိုကျမ်းမာခြင်းပေးဖို့တောင်းလျှောက်တယ်။အမသခင်ယေရှုကအဲ့ဒီတရားစရက်မှုဖြစ်တဲ့ယာဣရုရဲ့အိမ်ကို လိုက်သွားတယ်။လမ်းမှာပဲအဲ့ဒီအမျိုးသမီးကပေါ်လာတာဖြစ်တယ်။သူ့ရဲ့အခြေအနေကိုကျွန်တော်ပြန်ကြည့်ရအောင်။ပရမအချက် ွေးသွန်အနာယောဂါကို72နှစ်ပတ်လုံးဆွဲတဲ့သူဖြစ်တယ်။နမနှစ်အချက်ကဆေးသမားတွေအဲ့ဒီခေတ်တုန်းကဆရာဝန်စုံနေပြီ။တွားကိုတယ်။သူမရဲ့အနာယောဂါပျောက်လားမပျောက်ဘူး။ဒါပဲလား။သူ့မှာရှိတဲ့ဥစ္စာအားလုံးလည်းဂုံသွားပြီ။သူ့ရဲ့အနာကတက်တာလား။မတက်တာဒီတာမကပိုပြော့ဆိုးလာတယ်။ ွေးတုံယောဂါဆွဲနေတယ်ဆိုတာယူဒဘာသာရေးထုံတန်းတလေအရာလူတော်ထဲမှာမတွားရဘူးဝတ်ပြည့်ရချမ်းအခိုင်း15ကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေါ့နော်အဲ့ဒီမှာအမျိုးသမီးတွေလဆင်ပုံမှန်ရှိနေတဲ့အချိန်မှာဘလို့နေရမလဲအကုန်လုံးစီကန်းတတ်မှတ်ထားတယ်ခொနေရလုံးလုံးမတန့်ရှင်းတော့သူအဖြစ်တီးတတ်နေရတယ်ပြီးသွားတဲ့အခါမှာအပြစ်ဖြေရရစ်ကိုပူဇော်ရတယ် အဲ့ဒါကလူသားတွေမှာအပြစ်ရှိတဲ့အကြောင်းကို အမှန်ရစေဖို့ဘုရားသခင်ကတတိပေးတဲ့သင်္ကေတဖြစ်တယ်ပြီးတော့အဲ့လိုသွေးတုန်နေတဲ့အမျိုးသမီးဆိုရင်လူတော်ထဲမှာမသွားရသည်တာမကဘူးယူဒဘာသာရေးဒလိထုံးစံအရာတရားစရက်ကိုလည်းမသွားရဘူးဗိမာန်တော်ကိုလည်းမသွားရဘူးသူအိတ်တဲ့နေရာ သူ ထိုင်တဲ့နေရာမှန်သမျှမစင်ကြဲသောအရာအဖြစ်သတ်မှတ်တယ် အဲ့ဒီမှာသွားထိုင်မိရင်ဒါမှမဟုတ်တူမကိုသွားထိမိရင်ထိတဲ့လူကညအိုးအထိမတန့်ရှင်းတော့သူအဖြစ်တမတ်ရမယ်တဲ့ရေချိုးရမယ်အဝတ်လည်းရှော်ရမယ်စသည်အဖြစ်အဲ့ဒီအမျိုးသမီးကခொနဲ့ရဲ့ဘဲမဟုတ်တော့ဆယ်နှစ်နှစ်လုံးလုံးအပေခံဘဝကို သူရောက်နေတယ်အပေခံဘဝဆယ်နှစ်နှစ်လုံးလုံးသူရောက်နေတယ် မာကုအခိုင်းကအငယ်29မှာအဲ့ဒီအမျိုးသမီးကယေရှုရဲ့တည်င်းတော်ကိုကြားတယ်တဲ့အရှိပိုင်းမှာဆိုရင်ယေရှုခရစ်တော်ထံမှာအနာယောဂါပေါင်းစုံကိုသူတို့ခေါ်လာတယ်တခင်ယေရှုကခေါ်လာသမျှကိုကျမ်းမာစေတယ်ဒီအမျိုးသမီးကတခင်ယေရှုခရစ်တော်ဟာအနာယောဂါအပေါ်မှာတကူအာနာရှိသောကယ်တင်ရှင်မယ်ရှိရဖြစ်တယ်ဆိုတာကို ကြားသိလာတဲ့အခါမှာ သခင်ယေရှုခရစ်တော်ကလွဲရင်တူမမှာဘာမှမျောလင့်စရာမရှိတော့ဘူးတူမရဲ့ဘဝဟာလည်း၁၂နှစ်လုံးလုံးအပယ်ခံဘဝရောက်နေတဲ့လူတွေနဲ့လည်းပေါင်းတင်ဆက်ဆံလို့မရဗိမာန်တော်လည်းတွားလို့မရတရားစရာမှလည်းတွားလို့မရလူတွေနဲ့လည်းမိတ္တဟာယဖွဲ့လို့မရအပယ်ခံဘဝရောက်နေတယ်ဒါမဲ့သခင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုတူမကြားလိုက်တဲ့အခါမှာဩငါမှတူးတီးသောမျောလင့်ရာကသခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကို တည်လာတဲ့အခါမှာသူမဘာဆက်လုပ်တယ်လဲဆိုရင်အခန်းငယ်28မှာငါသည်အဝတ်တော်ကိုသာတို့လျင်ချမ်းသာရမည်ဟုဆိုသည်နှင့်လူအစုအဝေးထဲ၌နောက်တော်သို့လာ၍အဝတ်တော်ကို တို့လေ၏ခဲ့ချစ်ဓမ္မဟောင်းချမ်းကိုချိုးဖောက်တယ်သူတို့ယူဒဘာသာရေးဓလိထုံးဆံကိုလည်းချိုးဖြတ်တယ်လူကြားထဲမှာ တိုးဝင်သွားတယ် သူတို့ရဲ့ထုံးစံအရာဆိုရင်သူမထိတမျှဟာမစင်ကျဲတော့သူဖြစ်သွားမယ်ဘလောက်အထိသူမထိသွားမလဲမသိဘူးဒါပေမဲ့သူမမှာမျော်လင့်စရာဆိုလို့ယေရှုခရစ်တော်ကလွှဲရင်တခြားဘယ်သူမှမရှိဘူးအဝတ်တော်ကိုတာငါတို့ရင်ချမ်းသာရမယ်သူမရဲ့ယုံကြည်ခြင်းကဘယ်ရလာလဲယေရှုခရစ်တော်ရဲ့တည်င်းတော်ကိုကြားနာခြင်းကနေလာတာသူမရဲ့ယုံကြည်ခြင်းကို၌ကတကိုးရှိတာမဟုတ်ဘူး သခင်ယေရှုခရစ်တော်ဟာအမှန်တကယ်ဘယ်သူလဲအဲ့ဒါကိုသိရလို့ယုံကြည်ခြင်းဆိုတာဖြစ်လာတာတချို့တွေကပြောတယ်လေအာနင်ယုံကြည်ခြင်းမကြည်အမအာမကြည်လို့ထင်နေဆိုတော့သူတို့ရဲ့ယုံကြည်ခြင်းကို၌ကအာကြည်ဖို့ရန်တုံတင်နေကြတာအမှန်တော့လူတို့ရဲ့ယုံကြည်ခြင်းကို၌ကဘာမှတကူရှိတာမဟုတ်ဘာမှလည်းလုပ်လို့မရဘူး ကျွန်တော်တို့ယုံကြည်ခြင်းခံရသောပုဂ္ဂိုလ်သည်ယေရှုခရစ်တော်အနန္တတကုရှင် ဖြစ်တော်မူကြောင်းကိုပိုပေါ်ပြတော့တည်လာလေလေယုံကြည်ခြင်းအစစ်ဆိုတာအဲ့ဒီမှာရှိလာတာအခန်းငယ်29မှာတို့လိုက်တာနဲ့ထိုခဏချင်းတွင်အသွေးစုဝေးရာခန်းချောက်သည်ဖြစ်၍ထိုယောဂနှိပ်ဆက်ခြင်းနှင့်ကင်းလွတ်ပြီဟုမိမိကိုယ်၌တည်လေ၏အခန်းငယ်30ယေရှုသည်မိမိကိုယ်မှ တကိုးထွက်သည်ကိုချက်ချင်းတိတော်မူလျင်လူအစုအဝေး၌နောက်သို့လှဲ့၍အဝတ်တော်ကိုအဘယ်သို့တို့တနည်းဟုမေးတော်မူ၏ကဲဒီမှာအဝတ်တော်ကိုထိလိုက်တာနဲ့ချက်ချင်းသူမရဲ့ယောဂပျောက်သွားတယ်ဆိုတော့သူ့ရဲ့ကိုယ်ခန္ဓာမှာဖြစ်ပျက်နေတဲ့ပြောင်းလဲခြင်းကိုသူမကိုယ်တိုင်ချက်ချင်းမသိဘူးလားသိတယ်တခင်ယေရှုခရစ်ကိုယ်တော်တိုင်ကလည်းသူ့ရဲ့ကိုယ်ခန္ဓာကနေသူ့ရဲ့တကူးထွက်သွားတယ်ဆိုတာမသိဘူးလားသိတယ်ကဲကြည့် တခင်ယေရှုခရစ်တော်ကိုအမှန်တကယ်ယုံကြည်တယ်ဆိုတာတခင်ယေရှုခရစ်တော်ရဲ့တကောတော်ဟာယုံကြည်သောသူရဲ့အသက်တာမှာဘာလို့လဲတဲရောက်သွားတာ ယေရှုခရစ်တော်ကလွဲရင်ကျွန်တော်တို့ကိုအပြစ်နွန်းတွင်ထဲကနေတော်လကောက်မြော်လင့်ရမြော်လင့်ချင်းကင်းမဲ့ရဘဝကနေတော်လကောက်ကျွန်တော်တို့ကိုကယ်တင်နိုင်တော်သူသည်ယေရှုခရစ်တော်တပါးတည်းသာဖြစ်တယ်ဆိုတာကိုသိပြီးတော့ယေရှုခရစ်တော်ထံမှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ချင်းကပ်တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်အဖြစ်ယေရှုခရစ်တော်ရဲ့တကိုယ်တော်တက်ရောက်လာတဲ့ကျွန်တော်တို့လိုအပ်တဲ့ဆေးကြောခြင်းအပြစ်ဆေးကြောခြင်းအလုံးကိုပြုတ်သွားတယ်ကျွန်တော်တို့မှာလိုအပ်တဲ့အသက်တာတဲ့ကိုပေးသနာတော်မူတယ် ဒီအမျိုးသမီးကအပယ်ခံဘဝရောက်နေတဲ့အမျိုးသမီးကယေရှုခရစ်တော်ကလွဲရင် သူ့မကိုကယ်တင်နိုင်တဲ့သူမရှိဘူးဆိုတာကိုသိပြောယေရှုခရစ်တော်ထံမှာချင်းကပရအဝတ်တော်ကိုတူတဲ့အခါမှာဘသူရဲ့တကိုယ်တော်ဟာသူ့မအပေါ်မှာတက်ရောက်သွားလဲယေရှုခရစ်တော်ရဲ့တကိုယ်တော်သူ့မကိုယ်တိုင်သိလားသိတယ်ယေရှုခရစ်ကိုယ်တော်တိုင်သိလားသိတော်မူတယ်အဲ့လိုသခင်ယေရှုကဘသူက ူ့အဝတ်ကိုတို့တယ်လဲဆိုတာကို မေးတယ်မေးတဲ့အခါမှာတပည့်တော်တို့ရဲ့ဖြေကြားချက်ကအခန်းငယ်37မှာအခုလိုကျွန်တော်တွေ့ရတယ်တပည့်တော်တို့ကလူအစုဝေးသည်ကိုတော်အားထိခိုက်ကြသည်ကိုမင်းလျက်ပင်ငါကိုအဘယ်သူတို့တနည်းဟု မေးတော်မူပါသည်တကားဟုရှောက်ကြတော်လဲယေရှုခရစ်တော်ကတော့ကိုတော်သည်ထိုတို့ပြုတ်တော်သူကိုမြင်ခြင်းငါပတ်လေသူ ကြည်ရှုတော်မူ၏ ကဲတပည့်တော်တို့ကတော့ဟာကိုတော့ဒီလောက်လူများလူတွေကလည်းကိုတော့ကိုထိနေကြတာပဲလေငါ့ကိုဘယ်သူလာတို့တယ်လို့လောင်မေးပါလေကိုတော့ရဲ့ဆိုတော့တို့ကနားမလဲဘူးယေရှုရဲ့တကောတော်ဟာယုံကြည်တော့အဲ့ဒီအမျိုးသမီးအသက်တာမှာတည့်ရောက်သွားတယ်အဲ့ဒီအမျိုးသမီးကိုယ်တိုင်ကလည်းသိတယ်ယေရှုကိုယ်တော်တိုင်လည်းသိတယ်အဲ့တော့ယေရှုခရစ်တော်ကအဲ့ဒီအမျိုးသမီးဟာလူတွေကြားထဲမှာထွက်လာဖို့ရန်သခင်ယေရှုကဘာလို့လဲ စောင့်နေတယ်ယောဟန်အခန်း30မှာ တခင်ယေရှုကငါတိုးတို့ကိုငါတီးငါတိုးတို့ကလည်းငါစကားတာကို ကြား၍ငါနောက်တို့လိုက်ကြ၏လို့မပြောဘူးလားကဲကြည်ဒါလောက်များစွာသောလူတွေထဲမှာပျောက်တော့တိုးမလေးကို တခင်ယေရှုကခေါ်နေတာစစ်မှန်သောယုံကြည်ခြင်းနဲ့ယုံကြည်ပြော့ဘုရားသခင်ရဲ့တကောတော်ယေရှုခရစ်တော်ရဲ့တကောတော်အဖြစ်သူမှအသက်တာ ပြောင်းလဲသွားပြီဆိုတာကို လူရှိတူရှိမှာဝင်ခံရတဲ့အခွင့်ထိုးကိုသခင်ယေရှုကပေးနေတာအဲ့တော့အခန်းငယ်32မှာကိုရောဒီထိုတို့ပြုတ်တော်သူကိုမြင်ချင်းကပတ်လေသူကြည့်ရှုတော်မူ၏ထိုမိမသည် ကို၌အဘယ်သို့ဖြစ်သည်ကိုတိတော်ကြောင့်ကြောက်ရွံ့တုန်လှုပ်လျက်အထံတော်သို့လာပြီးလျင်ပြက်ဝ၍ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ၏ကဲ့ လူတို့ရှေ့မှာသခင်ယေရှုခရစ်တော်ကိုဝင်ခံရတဲ့အခွင့်အထူးကိုသခင်ယေရှုကပေးနေတာဖြစ်တယ်။သခင်ယေရှုထမလာပြော ပြေဝတ်တယ်ကဲကြည့်။သခင်ယေရှုခရစ်တော်ဒီလူစားတိအဖြစ်ကြွလာတော်မူသောကယ်တင်ရှင်ဖခင်သခင်ဖြစ်တယ်ဆိုတာကိုတိမှတ်ယုံကြည်ပြောရှေ့တော်မောက်မှာပြေဝတ်ကြတယ်။ကိုးကွယ်ခြင်းကိုပြုတ်နေတယ်။ဒီမှာပြောထားတယ်။ကြောက်ရွံ့တုန်လှုပ်လျက်အထံတော်သူရောက်လာပြီလေပြေဝတ်တယ်။ဘာဖြစ်လို့ကြောက်နေတာလဲ။ အဲ့ဒါကတန့်ရှင်းသောကြောက်ရွံ့ခြင်းလို့ခေါ်ရင်မှတ်မိတဲ့နော်တန့်ရှင်းသောကြောက်ရွံ့ခြင်းဘာဖြစ်လို့လဲသူ့ရဲ့အနာယောဂါနဲ့သူ့ရဲ့အတ္တတာတစ်ခုလုံးကို ပြောင်းလဲစေသော လူစားတိအဖင်ကြွာလာတော်မူသောကေတင်ရှင်ဖယားတခင်ဟာသူ့ရဲ့အနာမှာရှိနေတယ်ဆိုတာကိုသူသိလိုက်တာနဲ့ဘာလို့လဲတန့်ရှင်းသောကြောက်ရွံ့ခြင်းနဲ့ယေရှုခရစ်တော်ရဲ့ရှေ့တော်မှာဒူးထောက်ပြုတ်ဝတ်တယ်ကိုးကွယ်တယ် မကုတ်အခိုင်းလေးတော့ကောမှတ်မိလားမသိဘူးတပည့်တော်တို့ကအဲ့ဒီဂါလိလဲအိုင်ကိုကိုးလာတော့ကလေပြင်းမုန်တိုင်းတိုက်ခတ်လိုက်တယ်အဲ့ဒီမှာတကင်ယေရှုကလေပြင်းမုန်တိုင်းနဲ့လှိုင်းတဲ့ဘိုးတွေကိုငြိမ်စေလို့အမိန့်တခွန်းလေးပေးလိုက်တာနဲ့ဘာဖြစ်သွားလဲအကုန်လုံးငြိမ်သွားတဲ့အခါမှာတပည့်တော်တို့ကဘာဖြစ်သွားလဲကြောက်ရွံ့သွားတယ်အဲ့ဒါကဘာကြောက်ရွံ့ခြင်းလဲမကောင်းသောကြောက်ရွံ့ခြင်းလား တန်ရှင်းတော့ကြောက်ရွံ့ခြင်းသူတို့အနာမှာသူတို့ရဲ့လေထဲမှာ လူစားတိအဖြစ်ကြွလာတော်မူသောကယ်တင်ရှင်မေရှိယဘုရားသခင်ရှိနေတယ်ဆိုတာကိုသူတို့ပိုတိလာတဲ့အခါကျတော့ဘာလို့လဲတန်ရှင်းတော့ကြောက်ရွံ့ခြင်းနဲ့ဘာလို့လဲရှိတော်မဟုတ်မှာ ပြဲဖို့ကိုးကွယ်ကြတယ်ဒီအမျိုးသမီးလဲသူနေ့လကောင်းပဲသူမရဲ့ကိုမှာပြောင်းလဲခြင်းကိုဖြစ်စေတော့ လူစားတရားဖြင့်ကြွလာတော်မူသောကဲတင်ရှင်မေရှိယဖြစ်နေတယ်ဆိုတာကိုသိမှတ်ပရောတန်ရှင်တော်ကြောက်ရွံ့ခြင်းနဲ့ရှေ့တော်မဟုတ်မှာပြဲ့ဝတ်ပရောဒီမှာထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေဤကဲသူမမှာဖြစ်ပြသမျှအရာကိုများစွာသောလူတို့ရှိမှတက်တေခံပြောကြားရတဲ့အခွင့်ကိုသခင်ယေရှုကပေးနေတာ ဒါဆိုရင်သူမကဘယ်လိုပြောမယ်ထင်လဲကိုရောကျမမလေးစနနလုံးလုံးသွေးတုံနဲ့အနာရောဂါကဆွဲနေတယ်ဆယ်ဝန်ပေါင်းစုံကလည်းကျမသွားပြီကျမမရှိတဲ့ဥစ္စာအလုံးလဲကုန်သွားပြီကျမမတက်တာလာဒီတမကောကျမရဲ့အနာကပို့ပို့ပြောတိုးလာတယ်ဒါမဲ့ကိုရောကိုရောရဲ့အချောင်းကိုကျမကြားရတဲ့အခါမှာ ကိုရောဒီတာလင်ကျမကိုတန်ရှင်းစေနိုင်တော့ကေတင်ရှင်မေရှိယဖြစ်တယ်ဆိုတာကျမသိလို့ကိုရောထံကျမချင်ကလာရပါကျမဟာမစင်ကြယ်ဘူးဆိုတာကိုကျမသိပါတယ်ဒါပေမဲ့ကျမမှာကိုရောကလွယ်ရင်မျောလင်းရမယ်သူမရှိပါဘူးဒါကြောင့်ကိုရောထံမှာကျမချင်ကလာပါ ကျမကိုခွန်လွတ်တော်မူပါကဲဒါဆိုရင်ယေရှုခရစ်ဟဲ့ နဲ့မစင်ချေတော့သူဖြစ်တယ်ဆိုတော့ကိုကိုကိုတိပါလဲနဲ့ဘာဖြစ်လို့လိုချားထဲမှာလာလာရလဲဒါမဟောင်းကျန်ကိုလည်းချိုးဖောက်ပြော့ယူဒဘာသာရေးဒလိထုံးဆိုင်ကိုလည်းချိုးဖောက်ပြော့ဟမ်ဒီမှာရာပေါင်းများစွာမတန်ရှင်းတော့သူဖြစ်တင်ရောက်စေတယ်ဆိုတော့မတိဘူးလားဆိုတော့ယေရှုကသူမကိုငေါ့လားမငေါ့ဘူးအခန်းငယ်34မှာတခင်ယေရှုကကိုတော်ကလည်းငါသမီး သင်ဤယုံကြည်ခြင်းသည်တင့်အနာကိုငြိမ့်စေပြီးငြိမ်ဝတ်စွာတွားလော့ယောဂာနှိပ်ဆက်ခြင်းနဲ့ကင်းလွတ်စေဟုမိန်တော်မူ၏တခင်ယေရှုကမစင်ကျဲတော့အဲ့ဒီအမျိုးသမီး၁၂နှစ်လုံးလုံးအပယ်ခံဘဝကို ရောက်နေတဲ့အဲ့ဒီအမျိုးသမီးကိုငါသမီးလို့ခေါ်တယ်။ဘာဖြစ်လို့ငါသမီးလို့ခေါ်တာလဲ။ကေတင်ရှင်မေရှိယဖြစ်ကြောင်းကိုယုံကြည်တော့ချက် တူမရဲ့အပြစ်အားလုံးကိုခွန်လို့ပြော့ဖယားတခင်သမီးဖြစ်ရတော့အခွင့်ကိုပေးတဲ့အကြောင်းဒီမှာတခရေရှိပါဘာလို့လဲအတီးပြုတ်နေတာယောဟန်အခိုင်းတက်အငယ်စနစ်မှာထိုတူကိုလက်ခံသမျှတော့သူတီးဟူသောကိုရောကိုယုံကြည်သောသူတို့အားဖယားတခင်၏တာဖြစ်ရတော့အခွင့်ကိုပေးတော်မူ၏ကဲချစ်ထိုတူကိုလက်ခံသမျှတော့သူဆိုတာဘယ်သူပြောတာလဲယေရှုခရစ်တော်ကိုကယ်တင်ရှင်မယ်ရှိရအဖြစ်ယုံကြည်လက်ခံတော်သူရှိသမျှတို့ကို ်ဖယားသခင်ရဲ့အမွေခံသားသမီးဖြစ်ရသောအခွင့်ကိုဘာလို့လဲပေးတော်မူတယ်သခင်ယေရှုကငါသမီးလို့ခေါ်တာကအဲဒီသွေးတုန်နေတဲ့အမျိုးသမီးဆယ်နှစ်နှစ်လုံးလုံးအပယ်ခံဘဝရောက်နေတဲ့အမျိုးသမီးဟာအခုတော့ဘာဖြစ်သွားပြီလဲဖယားသခင်ရဲ့သမီးဖြစ်သွားပြီဘာကြောင့်လဲဆိုတာဒီမှာတင်ဤယုံကြည်ခြင်းသည်တင့်အနာကိုငြိမ့်စေပြီဘာကြောင့်လဲ ယုံကြည်ခြင်းအဲ့ဒီယုံကြည်ခြင်းကဘယ်ရလာတာလဲသူမစီမရှိတဲ့တကိုးရှိတဲ့ယုံကြည်ခြင်းမဟုတ်လို့လားမဟုတ်ဘူးအဲ့ဒီယုံကြည်ခြင်းဆိုတာဘုရားသခင်ရဲ့ကယ်တင်တော်မူခြင်းကိုကျွန်တော်တို့ရရှိစေတဲ့တစားပလာတစ်ခုပဲဖြစ်တယ်ကယ်တင်တာကဘာလို့လဲယေရှုခရစ်တော်သူမရဲ့အနာကိုယောဂါကိုပျောက်ကင်းစေတာကယေရှုခရစ်တော်ရဲ့အဝတ်တော်မှာတကိုးရှိလို့လားအဝတ်တော်ကိုတို့လိုက်တာနဲ့သူယောဂပျောက်ခြင်းတော့လေအဝတ်တော်မှာတကိုးရှိလားလားမဟုတ်ဘူး ယေရှုခရစ်တော်ရဲ့တကူကြောင့်အဝတ်တော်မှာမဟုတ်ဘူးဟေးငါသမီးငါရဲ့ဝတ်ဝတ်လုံကိုတို့လို့အနာငိမ့်သွားတာပါလို့ယေရှုပြောတာလားမဟုတ်ဘူးငါသမီးသင်ဤယုံကြည်ခြင်းသည်တင့်အနာကိုငိမ့်စေပြီဒီမှာကျွန်တော်တို့နားလည်ရမှာမူရင်းဂရိချမ်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဂရိမူရင်းကစိုးစိုးဖြစ်တယ်စိုးစိုးဆိုတာလူကာအခန်း9အခန်းငယ်90မှာသိုးသောအမျိုးသမီးလည်းပဲ ယေရှုခရစ်တော်ကဘယ်လိုမိန့်တော်မူသလဲသင်ဤယုံကြည်ခြင်းသည်သင်ကိုကယ်တင်ပြီးငြိမ်ဝတ်စွာတွာလော့အဲ့ဒီမှာလည်းပဲစွတ်စုပဲတုံထားတယ်အခန်းငယ်34မှာလည်းစွတ်စုပဲတုံထားတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဘယ်လိုနားလည်ရမလဲဆိုရင်သင်ဤယုံကြည်ခြင်းသည်သင်ကိုကယ်တင်ပြီးငြိမ်ဝတ်စွာတွာလော့ပြီးတော့ဒီမှာယောဂနှိပ်စက်ခြင်းနဲ့ကင်းလွတ်စေဆိုပြီးတော့အဲ့ဒီယောဂနဲ့ က်လုံးလွတ်မြောက်ရသောအခွင့်ကိုသခင်ယေရှုကဘာလို့လဲပေးတော်မူကြောင်းကိုလည်းအများရှိမှသခင်ယေရှုကကြီးညာလိုက်တယ်ကဲဒါဆိုရင်သူမဟာအနာရောဂါပျောက်ကင်းသွားတာပဲလားမဟုတ်ဘူးသူမရဲ့ဝိညာဉ်လည်းကယ်တင်ခြင်းမရသွားဘူးလားရသွားတယ်ကဲမာကုအခိုင်းနှစ်မှာရောခြေလက်သေးသောသူကိုလူလေးယောက်ကထမ်းလာတယ်လေယေရှုထံကိုသွားဖို့နေရာမရှိတဲ့အတွက်လူတွေပြည့်နေတဲ့အတွက်ဘာလို့လဲခေါမိုးကိုဖောက်ပြော်ယေရှုရဲ့ တဲ့ထဲမှာချလိုက်တဲ့အခါမှာယေရှုကအဲ့ဒီလူကိုလည်းဘယ်လိုခေါ်လဲငါသားတဲ့ဘာဖြစ်လို့လဲယေရှုခရစ်တော်ဒီကယ်တင်ရှင်မက်ရှိယဖြစ်ကြောင်းတို့ရဲ့ကိုခန္ဓာပိုင်းဆိုင်ရာကျမ်းမာခြင်းအတွက်ပဲတို့လာတာမဟုတ်ဘူးယေရှုခရစ်တော်ဒီဖခင်သားတော်ကယ်တင်ရှင်မက်ရှိယဖြစ်တယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့တို့လာတာဒါကြောင့်တခင်ယေရှုကအဲ့ဒီခြေလက်တွေသောသူရဲ့အပြစ်ကိုလည်းယေရှုခရစ်ကိုယ်တော်တိုင်ကသင်ရဲ့အပြစ်ကိုလွတ်စေပြီငါသားတဲ့ ငြိမ်ဝတ်စွာသွာလောလို့တခင်ယေရှုကြီးညာတယ်။ဒီအမျိုးသမီးကိုလည်းပဲတင်းရင်ယုံကြည်ခြင်းတည်းတင်းကိုကယ်တင်ပြီးသူမရဲ့ယုံကြည်ခြင်းကဘာလို့လဲယေရှုခရစ်တော်အပေါ်မှာတည်တော်ယုံကြည်ခြင်းကိုဆိုလိုတာစစ်မှန်တော်ယုံကြည်ခြင်းကကျွန်တော်တို့ယုံကြည်ခြင်းခံရတဲ့ပုံကိုဟာဘာလို့လဲယေရှုခရစ်တော်ကျွန်တော်တို့အပေါ်မှာမဟုတ်ဘူးတချို့ခရိယန်တွေက အရင်တော့ကလည်းကျွန်တော်လဲပါပါတယ်ယေရှုခရစ်တော်တော့ယုံကြည်ပါရဲ့ဒါမဲ့ငရဲသွားမလားကောင်းဝင်နိုင်ငံရောက်မလားဆိုတော့တို့ရဟဖြစ်နေတာတို့ဒီနေ့လဲခရိယံတော်တော်များများကအဲ့ဒါမှတောင်းတနေကြတာနော်ဘုရားသခင်အတွက်ကျွန်တော်တို့လှုပ်ပေးတဲ့ကောင်းတဲ့အရာတွေအတွက်ဘုရားသခင်ကကျွန်တော်တို့ကောင်းဝင်နိုင်ငံတော်ကိုလက်ခံမယ်လို့ကျွန်တော်တို့မျှော်လင့်ပြီးတော့ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကြိုးစားပြီးတော့လှုပ်ဆောင်တယ်ဒါတွေကယုံကြည်ပြီးမှလှုပ်ရမယ့်အရာတွေကဲတင်ချင်းရဖို့ကျွန်တော်တို့တွားလှုပ်နေတာကမှားနေတယ် ကဲတင်ချင်းအတွက်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး။ဘာဖြစ်လို့လဲ။ဒီအမျိုးသမီးလည်းပဲအပယ်ခံဘဝရောက်နေပြီလေ။ဘာလို့နိုင်မလဲဒီအမျိုးသမီးက။ဘာမှလုပ်နိုင်ဘူး။ယုံကြည်ခြင်းနဲ့ကိုရော်ဒီတာလင်းကျွန်မကိုကဲတင်နိုင်တော့ကဲတင်ရှင်ဖြစ်တယ်။သခင်ယေရှုခရစ်တော်လှုပ်ပေးမဲ့အပေါ်မှာအမိပြုပြော့ချင်းကချင်းဒီတာလင်းကဲတင်ခြင်းကိုရရှိစေတော့စစ်မှန်သောယုံကြည်ခြင်းဖြစ်တယ်။ ဒီအမျိုးသမီးလည်းကြည့်လေယေရှုခရစ်တော်ဒီတာလျင်သူမကိုကဲတင်နိုင်တော့ကဲတင်ရှင်မယ်ရှိရဖြစ်တယ်ယေရှုခရစ်တော်ကလွှင့်ရင်သူမမှာ အချားပါမမျောလင်းချက်မရှိဘူးမျောလင်းဆရာလည်းမရှိဘူးမျောလင်းရမယ့်ပုံကိုလည်းမရှိဘူးအပယ်ခံဖို့ရောက်နေပြီယေရှုခရစ်တော်ကျင့်တဲ့အောင်သူမဘာလို့ပေးနိုင်လဲ ဘာမှမလုပ်ပေးနိုင်ဘူးကျွန်တော်တို့လည်းပဲဘုရားသခင်ပြင်ရတော့ချိုးဖောက်ပြော့နော်ဘုရားသခင်ရှေ့တော်မှာဒီအမျိုးသမီးလိုပဲကျွန်တော်ကျူးလွန်ထားတဲ့အပြစ်တွေကြောင့်ဘုရားသခင်ကျေနပ်နှစ်သက်အောင်ကျွန်တော်တို့ဘုရားသခင်အတွက်ဘာကောင်းမှုမှကျွန်တော်တို့လုပ်ပေးလို့မရတော့ဘူးဘုရားသခင်ရဲ့တနာချင်းကယူနာတော်ကလို့ရင်ကျွန်တော်တို့မှာဘာပဲလို့လဲဘာမှမျှော်လင့်စရာမရှိတော့ဘူးကဲကြည့်ဒီပါ ယေရှုခရစ်တော်ကလွှဲရင်မတန့်ရှင်းသောမစင်ကြယ်သောသူမကိုကယ်တင်နိုင်သောသူမရှိတဲ့အကြောင်းကိုရဲဝံ့စွာတိုးဝင်ချင်းကတ်တဲ့အခါမှာသူမရဲ့အဖြစ်အလုံးကိုလည်းခွန့်လွတ်တယ်လို့သူမရဲ့အနာရောဂါလည်းငြိမ့်စေငြိမ့်ဝတ်စွာသွားလောအပြစ်ခွန့်လွတ်ချင်းခံရပြီဖြစ်တဲ့အတွက်ဘာဖြစ်လဲငြိမ့်ဝတ်စွာသွားလောမချောက်နဲ့တော့ငါသမီး မချောင်းနဲ့တော့ငိန်ဝတ်စွာသွားလို့ဆိုပြတော့တခိယေရှုကသူမကိုကဲတင်တော်မူကြောင်းတခိယေရှုကိုတော်တိုင်းကကြီးညာလိုက်တယ်ကဲကျွန်တော်တို့ရောတခိယေရှုကိုတော်တိုင်းကတဲ့အပြစ်အားလုံးကိုခွန်လွတ်လိုက်ပြီငိန်ဝတ်စွာသွားလို့လို့အပြောမခံချင်ဘူးလားခံချင်တဲ့ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဒီအမျိုးသမီးလိုပဲ သခင်ယေရှုခရစ်တော်ကလွှဲရင်ကျွန်တော်တို့ကိုကယ်တင်နိုင်တော်သူအပြစ်လွတ်ပေးနိုင်တော်သူမရှိဘူးဆိုတာကိုသိမှာပေါ့။နောင်တနဲ့ယေရှုခရစ်တော်တပါးဒီကိုသာကျွန်တော်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ရဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေဘလောက်ပဲအပြစ်ကြီးနေပါစေကတိတော်အတိုင်းသခင်ယေရှုကခွင့်လွတ်တော်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အပြစ်ရှိတော်သူတို့အတွက်လဝကတိုင်မှာအသေးခံစင် သူ့ကိုယုံကြည်တော်သူနဲ့ယုံကြည်မဲ့သူအားလုံးရဲ့အပြစ်ကြွေးရှိသမျှကိုဆက်ပေးခဲ့ပြီးဖြောင့်မတ်တော်သူအဖြစ်ကျွန်တော်တို့ကိုလက်ခံနိုင်ဖို့တေချင်းကနေ၃ရက်မြောက်တော်နေ့မှာထမ်းမြောက်တော်မူတယ်ယနေ့အသက်ရှင်တယ်တေချင်းကနေထမ်းမြောက်ပြောယနေ့အသက်ရှင်တော်မူသောတပါတီတော်ကယ်တင်ရှင်ယေရှုခရစ်တော်ထမ်းမှာနောင်တနဲ့ကိုရောကျွန်မကိုကယ်ပါကျွန်တော်ကိုကယ်ပါ ကျွန်တော်ကျမသည်အပြစ်ရှိသောသူဖြစ်ပါれကိုရောရဲ့ပြညတ်တော်ကိုချိုးဖောက်ခြင်းဖြင့်ကျွန်တော်ကျမသည်အပြစ်များစွာကျွလွန်သောအပြစ်သားဖြစ်ပါれခွန်လွတ်တော်မူပါကျွန်တော်ကျမကိုအလိုတော်ရှိတဲ့အတိုင်းပြောင်းလဲပေးတော်မူပါကိုရောရဲ့အလိုတော်ကိုနာခံနိုင်ဖို့ကိုရောရဲ့နောက်တော်ကိုကျွန်တော်ကျမလိုက်နိုင်ဖို့ကိုရောအလိုတော်ရှိတဲ့အတိုင်းလမ်းပြပို့ဆောင်တော်မူပါဆိုပြော့ယေရှုခရစ်တော်တပါတီကိုသာနောင်တနဲ့တင့်ရကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင် တဲ့အပြစ်အားလုံးကိုခွန်းလွတ်တော်မမဖြစ်ပြီးဒီဘုရားမှာအလိုတော်ကိုနာခံနိုင်သောစိတ်တော်အတိတ်ကိုပေးမယ်။တေတဲ့အခါမှာတဲ့ရဲ့ဝိညာဉ်တွားရမယ့်နေရာဒီတခင်ယေရှုခရစ်တော်ကသူ့ကိုယုံကြည်တော်သူအားလုံးအတွက်ပြင်ဆင်ထားသော အိုချဲနာချင်းတေချင်းမရှိတော့တဲ့အထံတော်ကောင်းရင်နေအောင်ဖြစ်ပါကြောင်းတည်ငောင်းပါပါတယ်။အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။